ဒီပိုင်းဆမှာတော့ဓားဆရာအွန်နိုမာလူကတယောက်တည်းဓားလေးကျင်းနေတဲ့ရဝေးရမိသားစုတွေနဲ့စကားပြောနေခဲ့ပါတယ်။အွန်နိုမာလူကတကယ်ချင်းအသိမိတ်ဆွေတွေမရှိဘဲဓားသားရင်ပို့ပြီးတော့လေးလာဖို့အတွက်တယောက်တည်းမျိုးတက်လာပြီးတော့အထီးကျန်နေခဲ့တာဖြစ်ပါတယ်။တိမ်ကြခင်ချိန်မှာနိုင်ငံအဆင့်ပြိုင်ပွဲရှိရာကြောင့်ဒီတစ်ခါလဲခါတိုင်းလိုပဲတေတာပေါက်အနိုင်ပြပါဖြစ်လို့မိသားစုစိတ်မပူဖို့အတွက်ပြောနေခဲ့ပါတယ်။အဲနောက်မှာတော့ဖိုးပြေသူနဲ့အမတွေကိုကြီးဆိုင်ဖို့အတွက်ပြောလိုက်ပြီးကြောင်းသွားဖို့ပြင်လိုက်ကငါဘသူ့မှမဆုံးစရာဘူးလို့ကြိမ်းဝါပြစ်လိုက်ပါတယ်။ တဖက်ကကြောင်းမာတော့ဆရာသမားရိုင်းပါခန္ဓာတီလိုက်လာခဲ့မယ်ပြောနေလို့ဇာခါတယောက်မနေ့တောင်းပန်ပြီးတော့မလိုက်လာဘူးပြောနေခဲ့ရပါတယ်။အားကြောင့်ရိုင်းပါတယောက်စိတ်ဆိုးပြီးတော့ရှောက်ပြေးနေတော့အွန်နမာလူနဲ့ဝင်တိုက်မိသွားခဲ့ပါတယ်။ရိုင်းမာအွန်နမာလူကိုတွေ့တော့အံ့ဩသွားခဲ့ပြီးတော့ဘိုင်ဝဲချဖို့တော့ပြောခဲ့ပါတယ်။ဒါမဲ့ဆရာကတော့သူ့ထက်ပြောတဲ့ရိုင်းပါကိုမချခြင်းလို့ပြောပြီးတော့မင်းနဲ့ချရင်ငါပါလက်ရည်ကြကုန်လိမ့်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ဒါကြောင့်သူ့အမစော်ကားအကောင်းလားဆိုပြီးတော့ရိုင်းပါဒုံနဲ့ပြေးလိုက်တော့အွန်နမာလူကဘက်နဲ့ရှောင်းလိုက်ကံပြန်အောင်ဖောင်းနဲ့ကန်ထက်လိုက်တာကြောင့် ။ရိုင်းပါတောင်စားကရှိမှနေဖိုင်းတို့ကားကားကြီးနဲ့ပြားသွားခဲ့ပါတော့လေ။အိုတိုမာလူကတော့ငါနဲ့ရှင်ချခြင်း၁၀နှစ်လောက်ကြိုးစားလိုက်အောင်ဟာ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 လို့လောင်ပြီးတော့ရီထွက်သွားခဲ့ပါတော့လေ။အဲ့ချိန်စားကအိုတိုမာလူကနိုင်ငံစင်ပြိုင်ပွဲအတွက်အောင်ဆိုင်နေရတာကြောင့်ရိုင်းပါနဲ့ရှင်ပြီးတော့ခြားပေးမှမဟုတ်ဘူးလို့ပြောပြနေခဲ့ပြီးရိုင်းပါတော့ရေပုံးတစ်ခုကိုကိုင်ပြီးတော့ညီချပြုံးနဲ့တဟီးလုံးနေခဲ့ကကောင်းနာလေးတစ်ခုစဉ်းစားမိသွားပြီလို့ပြောပြလိုက်ပါတယ်။နောက်တစ်ခါမှတော့စားကရှီပူကန်ကျောင်းဒိုဂျိုတဲကိုရောက်နေခဲ့ပြီးတော့ဇောဇွာကိစ္စပြီးကြတဲ့အပြောက်သွားတဲ့ရိုင်းပါကြောင့် ဘာရီမွေနေပြန်ပြီလဲမသိဘူးလို့တွေးကစိတ်ပူနေခဲ့ရပါတယ်။အဲဆင်ယောက်ျားလေးလောကားထဲမှာအုံနမာလူကအကာအကွယ်တွေပျောက်သွားခဲ့ပြီးတော့တင်နန်းသားတယောက်ကဘသူဟာလဲမသိပေမဲ့လမ်းကြားတစ်ခုထဲမှာတော့အကာအကွယ်တွေတွေးခဲ့ရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲချိန်အိတ်ထဲကနေစာရွက်တစ်စောင်ထွက်ကြလာလို့ကြည့်လိုက်တော့ဘဲမောင်လည်းရေးနဲ့ရေးထားတဲ့အယူအုံနမာလူငါလောက်တာကွာလို့ရေးထားတဲ့ရိုင်းပါးစာကိုတွေးရတာကြောင့်ကရုံးနဲ့စိတ်တူသွားပြီးတော့အပြတ်တီးမယ်လို့ဆုံးဖြတ်ကအပြင်ကိုပြေးထွက်လာခဲ့လိုက်ပါတော့တယ်။အဲချိန်လမ်းပေါ်မှာသူ့ရဲ့လက်အကာအကွယ်ကိုတွေးရတာကြောင့်ကုန်းကောက်လိုက်တဲ့အချိန် အပေါ်ကနေရေပုံးတစ်ခုကပြုတ်ကျလာကြောင်းဂရုံးပတ်ကနေရှောင်းလိုက်ပြီးတော့ဒီလိုကလေးကလာအကွက်တွေနဲ့ငါ့ကိုနိုင်မယ်ထင်လို့လားလို့ပြန်ပြောလိုက်ပါလိမ့်အချိန်စားကလေးချင်းစားနေအချိန်အုံနမာလူရောရိုင်းပါရောပြောင်းနေရကြောင်းစိတ်ပူနေခဲ့ပြီးတော့တဖက်ကဂရုံးကခန္ဓာကိုယ်အကာအကွယ်ရှာတွေ့သွားခဲ့တဲ့အချိန်လမ်းအထောင်ချောင်းဝင်တိုက်ပြီးတော့ဘီလိုလီသူ့ပေါ်ပြုတ်ကျလာတာကြောင်းဘာမှမထိခိုက်ခင်ဖက်ကနေထပ်ပြီးတော့ရှောင်းလိုက်ပြန်ပါလိမ့်ပြီးတော့လွယ်တယ်ချစ်သားရေလိုရေရိုးလိုက်ကအကာအကွယ်ကိုကောက်လိုက်တဲ့အချိန်မြားချုံတစ်စင်းကထွက်လာကြောင်းပတ်ကနေထပ်ဆောင်လိုက်ပြန်ပြီးကြီးရတာကလေးကွယ်မုတ်တော့တဲ့ပုံပဲလို့ပြောလိုက်ပါလိမ့် အပေါ်ဆုံးထားမှာတော့ဂျိုဆိုးလေးယာယီမကဒူထောင်သားတဲ့ထောင်သားတွေဖြတ်ပြီးကရုံးသူစီကိုကောင်းကားခွေလာယူမှာကိုစောင့်နေခဲ့ကမလာသေးဘူးလားဘာညာလဲသူကစိတ်ညစ်နေခဲ့ပါတယ်အဲ့ချိန်မှာကရုံးကအကာခွေတွေပိုက်ပြီးအမော်ဒကြီးနဲ့တက်လာခဲ့တာကိုတွေ့လိုက်လို့ဝမ်းသာသွားခဲ့ပြီးတော့အွန်နိုမာလူကသူ့ကိုကောင်းကားပြန်ပေးဖို့အတွက်ပြောလိုက်ပါတယ်ယာယီမလည်းသူနဲ့ချပင်းပေးမယ်လို့ပြန်ပြောလိုက်ပြီးကရုံးကတော့မချပေးဘူးလို့ထန်ချင်းတာကြောင့်ကောင်းကားကိုတိုက်ပေါ်နေပြစ်ချလိုက်ကကရုံးကစိုးရင်ကြီးနဲ့ပြေးယူလိုက်တဲ့အခါမှာတော့ခြေထိုးခံပစ်လိုက်ပါတယ်ဒါမဲ့ကရုံးကရိုးကရုံးမဟုတ်တော့ခေါင်းစုပ်လေးထဲမှနေပြန်ဖမ်းပြလိုက်ပြီး တိုင်းပေါ်နေထားကြကြနဲ့ဆင်းပြသွားတာကြောင့်ကျောင်းသားတွေအလုံးနဲ့အံ့ဩသွားခဲ့ကြပါတော့ရီဒါကြောင့်ကရုံးကစိုက်ပြီးနေတဲ့အချိန်အောက်ကရိုင်းမထောင်ထားတဲ့ထောင်ချောက်တွေကိုချောချသွားခဲ့ပြီးတော့ကလေးသေးသေးလေးကတွင်းကြီးကိုဘလို့များတူးထားလဲဆိုပြီးတော့အံ့ဩနေခဲ့ရပါတယ်ရိုင်းမသူနဲ့ချဖို့စီစဉ်ထားပြီလားလို့လမ်းမေးလိုက်ပြီးကရုံးကတော့သေးတောင်မချဘူးရောင်လို့ပြောနေတာကြောင့်ဒါဆိုလည်းမတတ်နိုင်ဘူးလို့ပြောကဘောလုံးတွေအများကြီးနဲ့ပစ်ပေါက်လိုက်ပြီးလမ်းချိတ်ဆန်းတဲ့အပေါက်ကိုပိတ်ထားခဲ့လိုက်ပါတယ်ညာဘက်ကိုရောက်တဲ့ခါမှာတော့ရှားခါနဲ့သူ့မိကရိုင်းပါကိုစိတ်ပူနေခဲ့ကြပြီးတော့ဒေါ်သားလေးရိုင်းပါတော့လာတာလာကြောင်းခွေးလိုဦးကပြင်ညာပြနေခဲ့ပါတယ် ။နောက်နေ့မနက်မှာတော့အွန်နိုမာလူကကိုစားကျွေးနေသူ့ကိုခဏခဏပညာဆန်းနဲ့ရိုင်းပါကိုတီးပေးရတာပေါ့စောက်ကလေးလိုထအွန်လိုက်ပြီးတော့တခါတည်းနဲ့မာလကီရောင်အပီတီးပေးလိုက်မလို့ဂျိန်းဝါနေခဲ့ပါတယ်။အဲ့ချိန်ရိုင်းပါတို့တားဖားနေအောင်နောက်ကိုမနာနဲ့လိုက်လာနေတဲ့လာလာလီရှီနိုစုကဲကနေမနာညာမနာပြန်တန်းနေရလို့အမောဟိုင်းနေခဲ့ရပါပြီ။ဇားကတောင်အိမ်ရှိကိုရေဖျားနေတော့အွန်နိုမာလူကရောက်လာခဲ့ပြီးတော့ရိုင်းပါကူရိုကန်တဲ့ဆိုခွေးသားလေးဗမာလေးလို့မေးလိုက်ပါတယ်။အားကြောင့်ရိုင်းပါအိမ်မှာမရှိလို့ပြောပြတဲ့အချိန်မှာဇာကတော့ကကြားမိနေမိတာကြောင့်သူ့ကိုပြေးကိုက်ဖို့လှုပ်ခဲ့ပြီးတော့ဇာကတော့ကလည်းဖတ်ဖတ်နေတီးပေးလိုက်က ဖို့ကြားကြီးခါခဲတူလာလဲဘူးပေါ်ဘူးစင်တွေနဲ့မှောက်သွားခဲ့ရပါတော့လေအဲ့ချိန်စိတ်တိုးနေတဲ့ဂရုံးစီရောအဖွားစားကရောက်လာခဲ့ပြီးတော့ဒါသမားတယောက်ဆိုရင်ကြေးမှုရှိရတဲ့အရင်ဆိုင်ကြီးရဲ့လို့ပြောလိုက်ပါတယ်ဒါကြောင့်ဂရုံးကပြန်ပတ်နေတော့အဖွားကဂရုံးရဲ့ဓာအပေါ်ဖက်ကနေခုံတက်လိုက်ပြီးမင်းရဲ့ဓာအတိုင်းကျန်းကျန်းတန်းတန်းနဲ့ရေချင်းရှိပေမဲ့ခုံကြီးပဲခုံနေဓာကြောင့်ဘာမှသိလာနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ရိုင်းပါနေအိမ်ုံသွားနေတာနေရဒီမှာလာရှာနေရလားအယူရဲ့လို့ပြောလိုက်တာကြောင့်ဂရုံးလည်းအိမ်ကိုဒုံဆိုင်ပြီးတော့ပြေးရပါတော့တယ် တချိန်တည်းမှာပဲရိုင်းပါအုံတမာလူအိမ်ကိုရောက်နေခဲ့ပြီးတော့ဂရုံးရဲ့ကိုးစားတွေကိုကိုးစားနေတဲ့လရရှိနိုစုကဲကိုမြင်လိုက်တာကြောင့်နှစ်ယောက်သားဝမ်းသာအားပြေးဖက်ခဲ့ကြပါလိမ့်ပြီးတော့သူတို့စီလာနေတဲ့ဂရုံးရဲ့အပေါ်ကနေလရအီစီကဖျက်ပြန်သွားတဲ့ရိုင်းပါကိုဂရုံးကမြင်သွားတာကြောင့်အိမ်ကိုမြန်ပြေးကြည့်တော့ကိုရီအားလုံးရှိနိုစုကဲအနိုင်ကျင်းလို့ဖူးယောင်နေကြတာကိုတွေ့လိုက်ရပါလိမ့်တဖက်ကရိုင်းပါလည်းအိမ်ကိုပြောင်းတော့ခါခဲဒိုလာတယောက်ခေါင်းပူးထားနေတာမြင်သွားပြီးတော့ဒီကောင်တော်ရိုင်းနဲ့ကောင်းပဲလို့ဂရုံးကိုကျုံးဝါနေခဲ့ကဂရုံးကလည်းဒီချာတိတ်ကတော့ကွာလို့နှစ်ယောက်သားအပြန်လှန်ကျုံးဝါနေခဲ့ကြပါလိမ့်တို့နဲ့နှစ်ယောက်သားကင်းဆန်ဖျားကြောင်းရှိမှပွဲတည်ခဲ့ကြပြီးတော့ ဒါအိဒီကိုင်ငါကြံဖြစ်မဲ့လုံနေကြလို့ကိုလာရှီယာဝေတားခဲ့ရကနေအောင်သားကတော့နားမထောင်မဲတိုက်ခိုက်ခဲ့ကြပါလေ။ဂျိုင်းမကရုံးရဲ့ခေါင်းကိုကန်ချလိုက်ပြီးတော့နေအောင်သားလည်းဖျားเจ้าနဲ့မှအော်တောင်းနေနေပြစ်ကုန်တဲ့အထိအသေးဒီနေခဲ့ကြပါလေ။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြောင့်ဈေးဆိုင်တော်များများပျက်စီးကုန်ကြပြီးတော့တွန်းလဲပေါ်မှာလဲချဘတ်ကားပေါ်မှာလဲထတ်ချအကျိတ်နယ်ချနေခဲ့ကြရင်ရိုင်းပါအစ်သားရီတဲလာတဲ့ကားပေါ်ခုံချကသုံးတပ်သားများရီနဲ့ပြစ်ပေါက်ခဲ့ပါလေပြီးတော့ရိုင်းပါဖက်ကနေပျောက်သွားခဲ့ပြီးတော့ဓာတ်နဲ့ပြေးခိုးလိုက်ပြီးမြေကရုံးကကလိုက်တာကြောင့်ဓာတ်နဲ့ခုံများတဲ့ဆုံးခေါင်းပြေးခဲလိုက်ပြီးတော့ အုံနမာလူလည်းသွေးချင်းနီနီပန်းထွက်လာခဲ့ပါတော့တယ်။အားကြောင့်တုံလှုပ်သွားတဲ့အုံနမာလူကိုရိုင်းပါအားပါရိုက်ချလိုက်ပြီးဂရုံအုံနမာလူလည်းချေးခွေကြာသွားခဲ့ရပါတော့တယ်။ဒိုနဲ့ရိုင်းပါလည်းသူနိုင်သွားပြီလို့အော်ကာကျင်းနဲ့နေခဲ့ပြီးတော့ထားခုံလိုက်တဲ့ချိန်ဆိုင်းဘုံနဲ့တိုက်မိသွားတာကြောင့်ကြမ်းရင်ခဲကလူကွဲသွားခဲ့ကြပါတော့တယ်။ညောင်းတဲ့ခါမှာတော့ရိုင်းပါကိုစားခါဈေးထည့်ပေးနေခဲ့ပြီးတော့နားရဲနားရဲလို့အာပြိနဲ့အော်နေလို့စားခါကအုံနမာလူသားဆိုအော်နေမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်းကရုံးကဈေးထည့်ပေးမဲ့သူမရှိလို့တယောက်တည်းဈေးထည့်နေခဲ့ရပြီးနားရဲနားရဲလို့အာပြေကြီးနဲ့អုံနေခဲ့တာပါအဖွားစားကမျိုးထဲမှာတမ်းမဲ့ကြော်နဲ့ရိုင်းပါးစီကိုယောက်လာခဲ့ပြီးတော့သူကညစ်ပြီးတော့အနိုင်လာတာကြောင့်နိုင်တယ်လို့ပြောမြတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်အဲတော့မှရိုင်းပါးသူ့ကိုမြမြတတတိုက်ခိုက်ဖို့အုံနမာလူပြောခဲ့တာကိုသတိရသွားခဲ့ပြီးနောက်တစ်ခါဆိုမြမြတတတိုက်ကအနိုင်ထိုက်ယူပြုံးမယ်လို့ကြိန်ဝါလိုက်ပါတယ်ပြီးတော့လေးချင်းစားဖို့ရှင်တို့စုကဲနဲ့ကာကဲတူလာတို့ကိုခေါ်ကာခေါင်းမိုးကိုတတ်သွားခဲ့ပြီး ဇားခါတော့တခြားမှာလေးကျင်းလဲရတော့ဘာလို့ခေါင်းမိုးပဲသွားပြီးတော့လေးကျင်းနေလဲမသိဘူးလို့ရေရွနေခဲ့ပါတယ်။အဖဇားခါတော့အဲ့ဒါခေါင်းမိုးပေါ်လို့ဟန်ချက်ထင်းရခတ်တဲ့နေရာမှာတိုက်ခိုက်လို့ကျွမ်းသွားလို့ရှိရင်မြေပြင်မှာဆိုပိုတော်မှကောင်းတာပေါ့လို့ပြောပြလိုက်ပါတယ်။